ရန်ကုန်မှာအထက်မြင့်စောက်လုပ်ရေးတွေကိုစစ်စစ်ပြီးတဲ့နောက်ပိုင်းစောက်လုပ်ရေးလုပ်ငန်းတွေတင်မဟုတ်ပဲစောက်လုပ်ရေးနဲ့ဆက်စပ်တဲ့လုပ်ငန်းတွေပါစီးပွားရေးအကျက်တဲ့နဲ့ကြုံတွေ့နေရတယ်လို့စောက်လုပ်ရေးလုပ်ငန်းရှင်တချို့ကပြောပါတယ်ဒီသတင်းကိုသူစာလင်းကပေးပို့ထားတာပါခင်ဗျာပြီးခဲ့တဲ့နောက်ပိုင်းကရန်ကုန်မြို့ကအထက်မြင့်စောက်အောင်စီမံကိန်းတချို့ကိုရန်ကုန်မြို့အင်္ဂါရက်နေ့အစအဦးများစောက်လုပ်မှုစီစီရေးကော်မတီကစီစစ်ပြီးအထက်လျှော့ခိုင်းတာတွေဒီဇိုင်းပြင်ဆင်ခိုင်းတာတွေလုပ်ခိုင်းခဲ့ပါတယ်လက်ရှိမှာလည်းအထက်မြင့်စောက်အောင်တွေကိုစီစစ်နေပါတယ် ဒီအချိန်နေမှာပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းတွေနှွေးကွေးသွားတဲ့အပြင်ဆောက်လုပ်ရေးနဲ့ဆက်ဆက်တဲ့လုပ်ငန်းတွေပါစီးပွားရေးအကျက်တဲနဲ့ကြုံတွေ့နေရကြောင်းဆောက်လုပ်ရေးလုပ်ငန်းရှင်တို့ကပြောဆိုလိုက်တာပါဒီလိုသာရေရှည်ပေါ့နော်ရေရှည်ဒီလိုကြီးသွားမယ်ဆိုရင်တော့တော်တော်တော့ဟိုဒီဒီဆက်လို့ရလုပ်ငန်း business ကတော်တော်တော့ထိခိုက်သွားနိုင်တယ်ပျို့လဲသွားနိုင်တယ်သဘောရှိတယ်ပေါ့နော်။ဘာပြောဆက်လို့ရလုပ်ငန်းပျို့လဲပြီဆိုရင်သူနဲ့ဆက်ဆက်နေတဲ့ ဟိုလုပ်ငန်းတွေရှိတယ်လေအဲ့ဒီလုပ်ငန်းတွေပါအများစုတက်ရောက်มาပေါ့လေအဲ့တော့နိုင်ငံတကာနိုင်ငံရဲ့စီးပွားရေးဟိုကြည့်မယ်ဆိုရင်ဘာပြောဆောက်လုပ်ရေးလုပ်ငန်းရှိတယ်အင်ချိုင်းမီလုပ်ငန်းတွေကဒါတိုက်ဆက်ဆက်နေတာပေါ့လေအဲ့တော့ဒီလုပ်ငန်းတွေကတခုခုများဖြစ်ခဲ့ပြီဆိုရင်ဘာပဲပြောဒါဆိုဘန်နေနဲ့ဘန်နေမှာလည်းထိခိုက်ပြီဟိုဘန်နေပြိုလဲပြီဆိုရင်လည်းဒါအကုန်လုံးဟိုတို့နိုင်ငံရဲ့စီးပွားရေးပါကြပြီပေါ့နော်ပြိုလဲပြီဆိုတဲ့အနေထိုင်မျိုးဖြစ်သွားနိုင်ပါတယ် ဒီလိုမျိုးထပ်မြင့်ဆောက်လုပ်ရေးလုပ်ငန်းတွေရပ်ဆိုင်းထားတာဟာအိမ်ဆောက်ပစ္စည်းမျိုးစုံရောင်းချတဲ့စိုင်တွေပါရောင်းဝယ်ပါပြီးခောက်ပြန်ကျေးနဲ့ရောင်းချထားတဲ့ငွေကြေးတွေပါဆုံးရှုံးသွားနိုင်တယ်လို့အိမ်ဆောက်ပစ္စည်းရောင်းနိုင်ချို့ကပြောပါတယ်။အရောင်းဝယ်ကတော်တော်လေးကိုကျသွားတယ်။လုပ်ငန်းတွေကပေါ့နော်။သူတို့တွေကသူတို့တွေကမလုပ်ရဘူးဆိုတော့အမားတို့လည်းအလုပ်ကမဖြစ်တော့ဘူး။အဲ့အထက်မြင့်နေရောအထက်နှိမ့်နေရောအကုန်လုံးအမားတို့ကရောင်းတာ။ပြန်ရောင်းတဲ့လူတွေကိုလည်းရောင်းတဲ့အခါကျတော့ ဟိုအဆင်မပြေဘောရောင်းဝယ်လုံးဝမကောင်းဘောဟိုသုံးချိုးမှာတချိုးလောက်ပဲရောင်းရတော့တယ်တချိုးမှာရောင်းရလဲပတ်စံတွေကအခက်ခဲတွေ့တယ်သူတို့လုပ်ငန်းမလဲမပတ်နိုင်တဲ့အတွက်ကြောင့်အမားတို့ကငွေရတာခက်ခဲတယ်ငွေရမရနိုင်ဘူးဖြစ်နေတယ်သူတို့စီကပတ်စံဟိုဟာလေးရောင်းမှဒီဟာလေးရောင်းမှပေးမယ်ဆိုတဲ့ပုံစံမျိုးတွေဖြစ်နေတယ်အစောပစ္စည်းလက်လီလက်ကရောင်းဝယ်သူတွေအနေနဲ့အရင်ကတစ်နေ့ကိုကအစည်း20လောက်ရှိတဲ့အခြေခံအင်စောပစ္စည်းတွေရောင်းချရပါတယ် ဒါပေမဲ့အခုချိန်မှာတော့ကားသုံးသီးစာလောက်ပဲအယောင်းဝယ်ဖြစ်နေပါတယ်လို့ဆိုပါတယ်။အာလောလောဆယ်ကမှသူတို့ကလို့ရန်နာတဲ့ပုံမှာကန်ထွက်တွေကလည်းပတ်ဆက်မပေးနိုင်ဘူး။မပေးနိုင်တဲ့ပုံမှာကျွန်တော်လည်းအများကြီးခက်ခဲရှိတယ်။ကျွန်တော်ကရရရဆိုတာပဲရှိတယ်။ပေးရန်ကြတော့ကျွန်တော်ကညညနေဆိုရှင်းပေးရတယ်။ဘယ်လိုပုံလဲ။ဒီဆောင်းလုပ်ရေးလုပ်ငန်းတွေရန်နာလိုက်တဲ့အတွက် order တွေ power တယ် power တဲ့အတွက်ကိုဒီကျွန်တော်တို့ကားတွေက order မရဘူး။ကားတွေပေါ်မိကိုနေတဲ့ရင်မောင်းတွေအလုပ်သမားတွေလည်းတော်တော်အခက်အခဲဒုက္ခရောက်ကြတယ်ပေါ့။ မြန်မာနိုင်ငံမှာစားလို့ရေးလုပ်ငန်းကိုလုတ်ကင်နေတဲ့အကြီးစားလုပ်ငန်းရှင်ပေါင်း200ကျော်လောက်ရှိပါတယ်။လက်ရှိမှာအထက်မြင့်စားလို့ဖို့မူအားဖြင့်ခွင့်ပြုမိတ်ကြပြီးသားအစားအုပ်ပေါင်း180ကျော်ကိုကုမ္ပဏီကပြန်လည်စီစစ်နေပါတယ်။ဒီအစားအုပ်တွေကကုမ္ပဏီကခွင့်ပြုတဲ့ပုံစံအတိုင်းတည်ဆောက်ရမှာဖြစ်တယ်လို့စားလို့ရေးလုပ်ငန်းရှင်အချို့ကပြောပါတယ်။ကျမကသူစားလင်းမှာ